စ်9ရက်နေ့မှာမလ9ရက်နေ့ညနေပိုင်းမှာ KIO ရဲ့ဆက်ဆံရေးရုံးကွက်ခိုင်မှာရှိတဲ့ KIO ရဲ့ဆက်ဆံရေးရုံးကို KNL တပ်ဖွဲ့ဝင်ရောင်းအောင်ဆင်းနေပြီးတော့ဒီ KIA တပ်ဖွဲ့ဝင်ခဏရောင်းစလောက်ကိုခန်းစည်းကောဆောင်ဘတ်တတိယအဲ့ဒီမှာ live wine ကဒီ TNL အဖွဲ့အင်တရာလောက်ပါလာကြတယ်မင်းတို့ကားပေါ်တက်လို့ပြောတဲ့အချိန်မှာ KIO တပ်ဖွဲ့ဒီရုံးမှာအဆောက်အအုံမရှိတော့ဘူးသူတို့လည်းဘာဖြစ်လို့ကားပေါ်တက်ကမှလဲဆိုတဲ့ပြီးတော့အခြေပြင်စကားများရကနေ KIO တပ်ဖွဲ့ဝင်တွေကို TNL တပ်ဖွဲ့ဝင်တွေက ဖန်စီကော်ဆောင်ပရက်ဆိုတဲ့တတိယကိုတက်တိခဲ့ရတာ။ဒါတော့မလား9ရက်နေ့နေ့9ရက်လောက်မှာဖြစ်ပေါ်ခဲ့တာ။အလားတူပဲအရှိမှလည်း KIO ဒီ KIO KNA တပ်ဖွဲ့ဝင်တွေနဲ့ TNNA တို့ MNDA တို့တပ်ဖွဲ့ဝင်တွေဒီကုတ်ခိုင်မြို့မှာအခြေတင်ညင်းပေါင်းမှုတွေခိုင်းမှာဖြစ်ကြတယ်။မတော်ဆိုလက်တီးနဲ့ထိုးကြတဲ့အနေအထားတွေတတိယမှာအားလုံးတွေ့ကြတယ်။ဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တို့ကဒီတော်လန်ရေးမှာဒိုင်းနာအီးရဝက်စ်တွေအားလုံးကတိစောက်ဖို့နေတဲ့တာရှိပြီးသားအဖွဲ့တွေကောင်းမှာ အခွက်ခွက်အပြည့်ပြည့်နဲ့ကရင်ဆိုလဲကရင်ဘယ်နှဖွက်ဖြစ်နေလဲစဉ်းစားလို့ပြတဲ့ကိစ္စတွေဒါကြောင့်မို့ကျွန်တော်တို့ခေါင်းဆောင်တွေကြီးတွေပေါ့မှာကျင်တာကတော့မေတ္တာရက်ခံကျင်တာပေါ့နော်မှာကျင်တယ်ဆိုရင်ဒါပုံစံကတော့အဆင်ပြေဘူးကျွန်တော်တို့ပြည်သူအနေနဲ့မေတ္တာရက်ခံကျင်တာတော့ခေါင်းဆောင်တွေစုစည်းပေးကြပါညီညွတ်ပေးကြပါပြည်သူတွေအနောက်ကအပြည့်အဝရှိပါကျွန်တော်တို့ပြည်သူကဒီအချိန်ပေါ်မှာအသေးစားတိုက်မဲ့ပြည်သူတွေပါအဲ့တော့အရှိရာရှိတဲ့ခေါင်းဆောင်တွေအားလုံးလူစိတ်မွေးပြီးတော့ဒီတိုင်းပြည်အနာဂတ်အတွက်နော် စုစည်းညီညွတ်နိုင်အောင်ဝိုင်းလုပ်ပေးကြပါလို့မြေတားရက်ခံပါတယ်အောက်ရှေ့လက်နက်ကင်အဖွဲ့တွေကိုလည်းမြေတားရက်ခံနေတာဒါလိုမျိုးအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေဟာရှောင်ရှားတဲ့အရာတွေပါဒီချိန်မှာကိုယ်ဘက်သားချင်းချင်းဘာအကြောင်းလဲမှတဏှာပြောင်းလှည့်စရာအကြောင်းမရှိပါဘူးတဏှာပြောင်းလှည့်ပြီးတဲ့ဒါတောင်းလိုက်ရုပ်ပေါ်တစ္ဆာဖောက်တဲ့လက်နက်ကင်အောက်ဒါစားရဲ့လုပ်ရတယ်ဒါလေးကိုအလုံးကျင့်ဝင်လေးကိုနားလည်ကြပါစေလို့ဆုံးပါတယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးတက်ကခေါင်းဆောင်တွေညီညွတ်ဖို့အချိန်တင်ပြီလို့ကိုစီမေတ္တာရက်ခံသည့်ရုပ်တံနဲ့အတူ လာရှိုအန်အန်ဒီအေအင်အားရနှင့်ချီလက်နက်အပြည့်စုံဖြင့်တိမ်မီဘက်သို့တက်ပြောင်းရွှေ့သည့်ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးခြင်းပါတယ်ရှမ်းပြည် လာရှိုမြို့မှကိုကန့်တတအင်အားများပြားသည့်စစ်လက်နက်အပြည့်စုံကင်ဆောင်ပြီးကား9စီးဖြင့်တိမ်မီမြို့ဘက်သို့မျက်နှာမူ၍ချီတက်သွားခဲ့ကြောင်းစုံစမ်းသိရသည်ယမန်နေ့မလ30ရက်နနက်ပိုင်းတွင်ကိုကန့်တပ်ဖွဲ့ NDAA တင်ပိုက်ထားသည့်လာရှိုးမျိုးမှကိုကန့်တပ်သားများသည့် စစ်လက်နက်အပြည့်စုံကင်ဆောင်ပြီးကားခုနှစ်စီးဖြင့်အင်အားရာနှင့်ချီ၍တိမ်နီမျိုးဘက်သို့ရင်တန်းဖြင့်ချီတက်သွားခဲ့ကြောင်းဒေတာခံများကပြောသည့်လာရှုဘက်ကလာတာကိုကန့်စစ်သားတွေကားပေါ်အပြည့်ပဲ6ဘီကားနဲ့ခုနှစ်စီးလောက်လာတဲ့ဘဲကိုသွားမလဲတော့မပြောတတ်ဘူးဟုတိမ်နီမျိုးနယ်အတွင်းကိုရိုင်းမြင်တွေ့ခဲ့ရသည့်ဒေတာခံအမျိုးသားတအူးကရှမ်းတန်တော်စင်ကိုပြောသည့်လာရှုမျိုးအခြေစိုက်ကိုကန့်တပ်သားများမှလက်နက်အပြည့်စုံဖြင့်ထွက်ခွာသွားခြင်းကြောင့် ယခင်လာကတရင်ထွက်ပေါ်ခဲ့သည့်အတိုင်းဇွန်လမတိုင်မီလာရှိုးမြို့ပေါ်မှကိုကန့်တက်များအတုတ်လိုက်ဆုတ်ခွာသွားမိကိုဒေတာခံများကစိုးရိမ်နေပြီးစစ်ကောင်စီနှင့်တိုက်ပွဲထက်မှန်ဖြစ်ပွားလာနိုင်ကြောင်းသုံးသက်ပြောဆိုမှုများရှိနေသည့်အလားတူမက်လာဆန်းပိုင်းတွင်လည်းလာရှိုးမြို့မှထွက်ခွာသွားသည့်ကိုကန့်တက်သားများကိုလာရှိုးတိတ်မီလမ်းပိုင်းတွင်မြင်တွေ့ရပြီးထိုမှတဆင့်ကုတ်ခိုင်မြို့နယ်ဘက်သို့ဆက်လက်ထွက်ခွာသွားနိုင်သည်ဟုမျက်မြင်တွေ့ရှိသူများကပြောဆိုသည်မက်လာခွန်ရဲ့အိမ်မှာ မနက်ခနေ့နေ့ညနေပိုင်းမှာ PIO ရဲ့ဆက်ဆံရေးယုံကွက်ကင်မှာရှိတဲ့ PIO ရဲ့ဆက်ဆံရေးယုံကို TNL တပ်ဖွဲ့ဝင်ရဝင်းအောင်စဉ်းနှင်းပြီးတော့ဒီ KI A တပ်ဖွဲ့ဝင်ခနေ့အယောက်ဆယ်လောက်ကိုဖမ်းဆီးခေါ်ဆောင်ပါတယ်တတိယအဲ့ဒီမှာ live ဝိုင်းတာကဒီ TNL အဖွဲ့အင်အား100လောက်ပါလေကြားတယ်မင်းတို့ကားပေါ်တက်လို့ပြောတဲ့အချိန်မှာ KIO တပ်ဖွဲ့ဒီယုံယုံမှာအဆောက်အအုံမရှိတော့ဘူးသူတွေဘာသူတို့ကားပေါ်တက်ကမှလဲဆိုသေးသေးတော့အခြေအနေစကားများရကနေ KIO တပ်ဖွဲ့ဝင်တွေကို TNL တပ်ဖွဲ့ဝင်တွေက ်ဖန်စီကွန်ဆောင်ဘတ်ဆိုတဲ့တတိယကိုတတိခဲ့ရတာအဲ့တော့မလ9ရက်နေ့ညနေ9နာရီလောက်မှာဖြစ်ပေါ်ခဲ့တာအလားတူပဲအရှိမလဲ KIOD KIKA တပ်ဖွဲ့ဝင်တွေနဲ့ TNNA တို့ MND တို့တပ်ဖွဲ့ဝင်တွေဒီကုတ်ခိုင်မြို့မှာအခြေတင်ညပမှုတွေခဏခဏဖြစ်ကြတယ်ကိုတို့ကဆိုလက်တီနဲ့ထိုးကြတဲ့အနေအထားတွေလည်းတတိယပုံမှာအားလုံးတွေ့ကြတယ်ဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီတော်လန်ရင်းမှာတိုင်းနာအီးရ OS တွေအားလုံးကတိစောက်ဖို့နေတတ်တာရှိပြီးသားအဖွဲတွေတောင်မှအဖွဲအဖွဲအပြည့်ပြည့်နဲ့ကရင်ဆိုလဲကရင်ဘယ်နှဖွဲဖြစ်နေလဲစဉ်းစားလို့မရဘူး ဟဲ့အခုကြည့်ပါကရင်နေဘယ်နှခွက်ကရင်လူငယ်တွေအခြားနိုင်ငံမပြောနဲ့ထိုင်းတနိုင်ငံတွေနဲ့ကရင်လူငယ်အင်အားနည်းနည်းတော့မဟုတ်ဘူးဒါပေမဲ့လို့အဲ့ဒီအင်အားတွေအားလုံးကိုကရင်လူကြီးပိုင်းတွေကတေးချာချာစုစည်းပြီးတော့ကရင်လူမျိုးကြီးအတွက်လုံနိုင်တယ်ဒီနေ့ချိန်ကြီးဒါတွေကရှက်ဖို့ကောင်းတဲ့အရာတွေနော်အများကြီးပဲဒီထိုင်းမှာဆိုအောင်လောက်အောင်ရဲ့ဘက်မှာဒီလက်ချီဝဲလို့ဘာလို့လုံမဆိုတပုံကြီးပဲကျွန်တော်တစ်ခါရောက်ခဲ့ပါတယ်လက်အဲလက်ချီဝဲကိုကျွန်တော်ဖိတ်တော့မနေ့ကရောက်ခဲ့တာပေါ့နော်အမှကျွန်တော်တွေ့ချိန်မှာဝင်းပြည့်တယ်ကရင်လူငယ်တွေကအော်ကျွန်တော်ပြောငါတို့လူမျိုးကြီးအတွက်ဒီလူငယ်တွေအားလုံးရဲ့အားဟုတ်လား အပြစ်ဝအတုံးချနိုင်ဒီနိုင်ငံဒီလူမျိုးတွေအတွက်ကဒါကရင်တမျိုးလေးကိုပြောမှာတော့မွန်ဆိုလည်းဒီလိုပဲမွန်ပြည်နယ်အတွက်မွန်လူငယ်တွေအများကြီးရှိတယ်ဒါတွေအားလုံးကိုမွန်လူကြီးတွေကစုစည်းနိုင်ရမယ်စည်းရုံးနိုင်ရမယ်လမ်းလာဟီလာဝါလာဆိုတာလူငယ်ရဲ့စိတ်ရိုက်ပဲဘယ်လူငယ်ဖြစ်ဖြစ်ကိုယ်တွေလည်းအဲ့ဒီအချိန်တွေကအဲ့ဒီစိတ်ပဲမွေးကြတာပဲဒါပေမဲ့ဒီလူငယ်တွေအတိတ်တရားတွေရလာအောင်ဘယ်လိုပုံစံစည်းရုံးရမလဲဘယ်လိုပုံစံလုပ်ရမလဲဥစားအောင်ကိုကိုယ်တိုင်ရအောင် ဘလို့လုံနိုင်လဲဆိုတဲ့အပေါ်မှာအရန်အားတဲ့အောင်တွေ့ရတယ်လူမျိုးတိုင်းမှာနော်ဗမာလူမျိုးနဲ့ဒီလိုပဲရခိုင်လူမျိုးမှာဆိုတာဟုတ်ကိုတို့ဖက်နေဆိုတာအကောင်းဆုံးစီယုံထားနိုင်ပြီလို့ပြောလို့ရမှာပေါ့ဟုတ်တယ်နော်အခြားအစိုးဆုံးကတော့ကရင်နော်ဒါကျွန်တော်ပုံဝင်လေးပြောကရင်နေဘယ်နှပေါက်ပွန်းနေလဲစက်ပြစီကဝန်းနေကြတယ်နော်အဖိုးစောမဟုတ်ချမှတ်ထားတဲ့မူလေးချက်လိုက်လာတဲ့ကရင်လူမျိုးတွေရှိသလိုအဖိုးစောမဟုတ်ရဲ့မူလေးချက်ဘာမှမသိတဲ့ကရင်တွေကဘူးနော်ကိုရီလေးစားရတဲ့ခေါင်းဆောင်လေးစကားနောက်လာနောက်လာတဲ့အားလုံးကလက်ဆက်ကမ်းပြီးတော့ဒိုးစားနေရတယ်။ဒါတွေအားလုံးကလူကြီးတွေတောင်းတယ်။တော့ကျွန်တော်တခါစကားပြဖို့ပါလေ။သူကတိုင်းသားလက်နက်ကင်ကြောက်ပဲ မင်းတို့ကမနေ့တနေ့ရမှာတဲ့လက်နဲ့ကိုင်းကြတယ်ငါတို့လက်နဲ့ကိုင်းကြနှစ်ပေါင်း80ရှိပြီလေကျွန်တော်ပြောတယ်တိတ်တိတ်နေလို့ရှက်ဖို့ကောင်းတယ်လေစောက်တုံးမချလို့နှစ်ပေါင်း80စိုက်တာမင်းတို့မနိုင်တာလို့စောက်တုံးကြရင်အစ္စရေးကဂါဇာတန်းတော့အိုးမလည်းတစ်ချက်ပဲတော့ထိုက်တယ်မိနစ်ပိုင်းပြပြီးသွားတယ်အဲ့ဒါချင်းချင်းလေးပဲဟုတ်တယ်မလားအခုတော်နိုင်ရေးတမိုင်ကန်လုံးကိုက်နေတဲ့တော်နိုင်ရေးလင်းနစ်ကျော်လာပြီကျွန်တော်တို့တွေကတော့ပဲစောက်တုံးမချလို့လင်းနစ်ကျော်လာတာအာနာသိမိလားကမနေ့ကမမူရီပြတ်တက်လာတယ်အဲ့ဒီမှာပုံတွေတွေ့တယ်မတ်လ9ရက်နေ့မှာ2021ခုနှစ်မတ်လ9ရက်နေ့မှာတက်ခဲ့တဲ့ပုံတွေလူပညာရှင်တော်ရီစီလောက်ပေါ့မယ် အဲ့ဒီပုံတွေကိုကြည့်ခြင်းအပြင်ငါတို့တွေကကတော့မဆောက်တော့ကြားခဲ့ရပြောတာနဲ့လုပ်တာနဲ့ရဖက်လို့မကြားခဲ့လို့ဒီကောင်တိုင်းက၄မိနစ်ကြော်လာခဲ့တယ်တကယ်တော့အဲ့ဒီဆန်နှပြတဲ့လူတွေအားလုံးကဒီနေ့ချိန်ကြီးငါတို့လွတ်မြောက်အောင်လုပ်ပါမယ်မလွတ်အချင်းငါတို့အတက်တိမ်နေပါစေငါတို့ဘုရားပြဲ့ကျက်ပါစေဆိုတဲ့စိတ်ဓာတ်ကိုလူတိုင်းမွေးနိုင်ကြမယ်ဆိုရင်လေးလမှမကြောက်ကျွန်တော်တော်နိုင်ပြက်ခဲ့အဲ့ဒါအဖြစ်ပဲအဲ့တော့နှစ်ပေါင်း60ကျော်တိုက်လာတယ်ငါတို့တိုင်းသားလက်နက်ကန်ကြီးနှစ်ပေါင်း60ကျော်တိုက်လာတယ်ဆိုတာဂုံယူစရာမဟုတ်ဘူးတော့အဲ့ဒါ၈၀ရာစောက်တော့မကြတာကိုကိုစောက်တော့မကြတာကိုအဲ့ဒါမှတ်တောက်တင်ခံထားတာ အတုံးကားလို့ဆိုရင်ချက်ချင်းနိုင်တယ်။ဒါကြောင့်မလို့လက်ရှိရှိပြီးသားခေါင်းဆောင်တွေပြောချင်တာကောလူမျိုးတွေကိုကျစ်လျော်အရင်ဒီဆောက်ကြပါလား။နော်ပြီးလို့ရှိရင်ဒီအာနာရှင်အမြင့်တက်ကြီးကိုလှုပ်ပါ။တိုင်းတလောက်တော့အဲတခုရှိတယ်ဗျာ။လက်နက်ကင်ပြီးတော့စီးပွားရှာမယ်ဆိုရင်တော့ဒါပဲအပြည့်အစုံ။နော်ဒီမှာလက်နက်ကင်ပြီးစီးပွားရှာလို့ဆောင်းကောင်းတယ်။ဟုတ်တယ်နော်။ရှင်းရှင်းလေးပဲ။လက်နက်ကင်ထားတဲ့ဆိုရင်အရာဝင်တယ်။ရက်ပတ်ထဲမှာဘာမှအမိတ်ဩဇာမရှိတဲ့တာမန်ပြည်သူတစ်ယောက်နဲ့အောက်ကြီးစိန်ခေါင်းတော့ဘယ်မှန်အောင်စိန်ခေါင်းတော့ဘယ်မှန်အောင်ဘယ်လိုကွာလဲ။အဲ့ဒါပြိဿံမှာတာ။ အဲ့ဒီကလေးဆံဘွာသားတွေကိုကြော်မွေ့နေကြတဲ့အခါကျွန်တော်တို့တိုက်ပြီးဖြစ်ပြလို့ဟုတ်အဲ့တော့လက်နဲ့ရှိမှလူရဝင်တယ်လက်နဲ့ရှိမှအရာဝင်တယ်ဆိုတဲ့စိတ်ဓာတ်တွေကိုဖြောက်ပြီးတော့ငါတို့ဟာလူရင်ကြီးအတိုင်းဝဲကိုတိစောက်နိုင်မှုတွေငါတို့ညစ်ညစ်မရမစီလုံးဝရမဆိုစိတ်ဓာတ်မွေးရမဆိုရင်တော့ကျွန်တော်တို့လူချင်းနဲ့နားကြောက်ပေါက်ရောက်လိုက်ပြီနော်အခုကရင်နေဆိုကြည့်နော်ဒါအခုကျွန်တော်ကရင်ဝဟုမှပေးတယ်နော်အစိုးဆုံးမှုလို့ဒါပုံမှန်လေးလေးကျွန်တော်ပြောတာ DKB ရေ BGF KDL KNU PC အားတဘောကြီးဘယ်တော့ပတ်လမ်းမသိဘူးဟမ်နောက်ဆိုရင်ကရင်ငားရေကိုလက်နဲ့ကြိုက်ဖို့ဖြစ်မလားမသိဘူးဆိုတော့ စစ်ဘေးရှောင်တွေကြွားကြည့်ကျွန်တော်ဒီစကားတွေပြောနေတာကအမုန်းတရားနဲ့ပြောတာမဟုတ်ဘူးဆရာတော်ကြီးပြောတာမဟုတ်ဘူးဘာဖြစ်လို့ကျွန်တော်ကိုယ်တိုင်နယ်စပ်တွေကိုအခောက်အောက်ခံရောက်တယ်ဘုဘကူဝင်စစ်ဘေးရှောင်စကမ်းတွေဟာကလေးလေးတွေဒီကရင်ပြည်နယ်မှာတော့ကရင်ကလေးတွေပေါ့နော်ကိုကိုဘက်ကောင်းမှဆိုရင်ကသူ့ဒေသနဲ့သူအဓိကအများစုကကရင်ပြည်မှာဆိုကရင်ကလေးတွေကလေးနိုင်ငံမှာစနေနိုင်ငံမှာနေထိုင်ကြတဲ့မွန်ဒီတော့ကရင်စပ်တွေကလေးတွေအဓိကကတော့ကျွန်တော်တို့ကရင်ပြည်နယ်သွားလို့ရှိရင်ပို့ဆိုတယ်ငယ်ငယ်လေးတွေနော်ဘဝနဲ့ပညာရေးဆိုတာဘာမှမသိဘူးအဲကျမ်းမာရေးဆိုတာစောက်စောက်မှုနဲ့တည်းဒီထိုင်းမဲ့အချမ်းမှာကတ်နေတဲ့ ိမ်တော်စုတွေအများကြီးရှိတယ်ဒါတွေအားလုံးကသူ့လိုနိုင်ငံသားမျိုးမင်းရဲ့တရင်ဖြစ်နေငါမုံဖြစ်နေတော့မင်းနဲ့ငါနဲ့မတူဘူးလို့ပြောမှပြောတယ်တရင်လဲဒီမြန်မာနိုင်ငံသားမုံလဲမြန်မာနိုင်ငံသားဗမာလဲမြန်မာနိုင်ငံသားတယောက်ထိတယောက်ခံရတာပဲအတူတူပဲအုံနောက်မဲ့တဲ့ကောင်တွေကငါဘာလို့ပြောနေရဘာလို့ပြောလို့ကြတာသူများနိုင်ငံအမြင်မှာမင်းမြန်မာနိုင်ငံသားပဲမင်းအမြင်ဘာလို့ပြောဖြစ်ဖြစ်မင်းမဟုတ်တာလို့လို့ရှိရင်မင်းနိုင်ငံတယောက်တစ်ကကြမှာမင်းနိုင်ငံတော့တစ်ကကြမှာအဲ့လိုပဲမင်းနိုင်ငံစင်းရနေမင်းတယောက်တည်းကောင်းကွက်ကောင်းတယ်လို့မရအောင်အဲ့တော့နမအောင်မှာငကုတ်ကို ရက်ခွက်ထဲမှာပတ်စံနည်းနည်းရှိအောင်ထောင်ထောင်လုံးလေရင်းနဲ့ပေါင်စခန်းမှုနဲ့ပေါင်ဟုတ်လားအဲပြီးလို့ရှိရင်ဖဲဝိုင်းထောက်လောင်းစားဝိုင်းထောက်ကိုကိုလူရဝင်တဲ့ထင်လက်ဖေးဆိုင်ဒီမှာပေါက်ပန်း၄၀နော်ဘာကော်ဖီမှမပါတဲ့ခါနဲ့ဖြော်ထားတဲ့လက်ဖေးရဲ့တစ်ခွက်ကိုတောက်ပြီးတော့ကိုကိုဆရာကြီးထင်းနေလို့ဆိုရင်တော့ကျွန်တော်တို့ကဘယ်တော့မှလုံးမရောက်မှာမဟုတ်ဘူးသူများနိုင်ငံတွေဘယ်အဆင့်တွေဝါပြီလဲသူများနိုင်ငံသားတွေရင်ကျင်းမှုဘယ်လောက်ရောက်ဝါပြီလဲသူများနိုင်ငံသားတွေတန်ဖိုးဘယ်လောက်တောက်ဝါပြီတန်ဖိုးဆိုတဲ့ဒီမှာလူသားအရင်းမြစ်ကိုပြောတာမြန်မာနိုင်ငံသားတယောက်မနေ့၈နိုင်ရည်ညနေ၈နိုင်အထိအည၅နိုင်အထိအလုံးလုံးတနေ့ကိုလုံးချင်း၈နိုင်လုံး ဒေါ်လာနဲ့ပြန်ထွက်ကြည့်ရင်ပတ်စံဘယ်လောက်ရလဲအမေရိကန်နိုင်ငံသားတွေကမနေ့ရှင်းနိုင်ရညနေ9:00နာရီပဲလှုပ်လှုပ်တာအတူတူပဲအချိန်ချင်းနဲ့တူလဲရှင်းနိုင်တနေ့မှလှုပ်လှုပ်တာဒါပေမဲ့ဒေါ်လာနဲ့ပြန်ထွက်ပြီဆိုသူ့အတန်ဘူကဘယ်လောက်ရလဲအဲ့တော့အနောက်ဥရောပကောင်တွေအင်္ဂလိပ်တွေပိုင်းဒီဘက်နာလဲကြတယ်ထိုင်းကိုမြန်မာအစ်စင်မပြောနဲ့ထိုင်းဆိုရင်နိုင်ငံသားပေါ်လာဆိုစောင်းချင်ကြည့်တယ်အင်္ဂလိပ်ဆိုသူရောဘာကောင်းပြဟိုမှာဒေါင်းသားနဲ့ဘာမှမသိဘူးဘယ်သိမလဲသူတို့ကပတ်စံရှိတာဘူးဟိုမှာတာမန်ဝန်ထမ်းတယောက်ကနော်တနေ့လောက်လောက်လိုက်နှစ်လခွင့်ယူလိုက်အဲ့မှာ3000ဒေါ်လာ9000လောက်ပြပိုင်ဒါမှမသိလို့သုံးလို့ရတယ် နိုင်ရင်ပတ်စံလေး9000ပါလာတယ်သူတို့တစ်ခေတ်လုံးသုံးနေတယ်300မှာပေါ့သူတို့ကတစ်နှစ်တာလှုပ်အားခါကကိုတစ်နှစ်တာလှုပ်အားခါနဲ့လူအရင်မြစ်စံမိုးကြီးကကွာသွားပြီအဲ့ဒါတွေကနိုင်ငံတိုင်းကြနေတဲ့ဘဝတွေပြတ်ရုပ်အဲ့တော့ရက်ပတ်တဲ့စံအိုးပြည်တာနဲ့ကိုကိုတစ်နှစ်တင်နဲ့စောက်ဦးနာပြီးနေများနေတယ်ကျွန်တော်တိုက်ပြီးရတော့ဘာဖြစ်လဲဖားဒီထွက်ချက်ပေါ်တဲ့ဖားနိုင်ငံလိုပဲနှစ်မိုးနှစ်မိုးကြပါပဲတော့အဲ့တော့ငနကန်နေဆိုသူတို့ပဲလှုပ်ခွင့်လေးနဲ့တည်းရဒီနေရာမှာဂိတ်လေးချရဒီနေရာမှာတက်မောက်ကိုလေးလုပ်ရဒီနေရာမှာခဲမောက်ကိုလေးလုပ်ရခုနေရာမှာရွှေလေးလေးလုပ်ရခုနေရာမှာကြောက်လေးလေးလုပ်ရကိုကိုအဲ့ဒါလေးနဲ့မှတ်ပြီးတော့တာယာပြီးတော့အဲ့ဒါကိုဘဝထင်လိုက် ထင်နေကြတဲ့အတွက်ကျွန်တော်တိုင်းပြည်ကကျွန်တော်ဖြစ်တယ်။ဒါပေမဲ့လင်းပြောတာဒါကြောင့်မလို့အားလုံးကလူစိတ်ငွေးကြပြီးတော့ကျွန်တော်ဝိုင်းလောက်ကြမယ်ဆိုရင်ကောင်းမှုတိုးတက်တဲ့တိုင်းပြည်တစ်ခုကျွန်တော်တို့ပိုင်ကျွန်တော်တို့မျိုးဆက်တွေလည်းအဲ့ဒီတိုင်းပြည်မှာကြံပေးခဲ့မှာပဲ။နော်အဲ့တော့ဖြစ်ရကြောင်းကျွန်တော်တို့ဒါမျိုးဖြစ်တာခဏခဏမြင်စိတ်တိုင်းမကြဘူးပြည်သူတယောက်နေနဲ့မိမကောင်းလို့မိကျွန်တော်ဘာကောင်းမှုပေါ့ပြည်သူတယောက်ပြည်သူတယောက်ပဲ။ဒါပေမဲ့ကိုယ်နိုင်ငံမှာရှိတဲ့လက်နက်ကိုင်အားလုံးဒီအချိန်မှာနှစ်ဖက်ပဲစစ်ခိုင်းနေကြပါလေ။တစ်ဖက်ဒီစစ်ကောင်စီဒီအာဏာရှင်နဲ့အာဏာရှင်ကိုထောက်ခံတဲ့ဖက်ရှင်းရှင်းလေးပဲ။တစ်ဖက်ကတည်သူဘက်ကရက်တည်တဲ့ဖက် ပြည်သူတွေဒီစိမ်းမှာလုံလားချင်တာဒီပါတယ်အားလုံးဖြစ်စည်းပြည့်စည်ခြင်းပြီးွားပြီလားဒီတိုင်းမျိုးကိုစနစ်တကျတည်ဆောက်ခင်ဗျားတို့အားလုံးလည်းဒီအကျိုးကိုခံစားမှာအဲ့တော့လူလူရင်ကျဲမှုရှိတဲ့အတိုင်းဝိုင်းကိုတွားကြမလားတလိဆန်လူမျိုးကျင့်သုံးတဲ့အတိုင်းဝိုင်းကိုနေကြမှာလားကိုယ့်ရဲ့လုံရက်တည်းအားလုံးကဝိချက်မှုတွေအနာရှင်ကတော့တိုက်ပြီးသားအဲ့လိုနဲ့ဖြစ်နေတယ်ကြိုက်ပြီးသားပင်ရည်အဖွဲ့တွေကွဲနေတယ်မွန်ရည်အဖွဲ့တွေကွဲနေတယ်ဟုတ်တယ်မလားပုဂ္ဂချင်းတွေကွဲနေကြမှာရှမ်းတွေကွဲနေကြမှာကြိုက်တယ်အဲ့လိုကွဲနေတာဒါတို့ဘယ်လိုဟာအဲ့ကျွန်တော်တို့ကရန်သူစိတ်ချမ်းသာအောင်လုပ်ပေးမလားကိုဖို့ကကိုနှစ်မုန်းပြီးတော့ ကိုကကိုတိကျောက်ကြမှာကိုကကိုတိကျောက်ကြမှာဆိုရင်အထူးသဖြင့်ဒီကာလမှာအရေးကြီးတာဒီတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်နေတယ်လက်ရှိတော်တန်ရေးခေါင်းဆောင်အရေးကြီးတဲ့အဲ့ဒီခေါင်းဆောင်တွေဒီခေါင်းဆောင်စိတ်သက်ပီတာစ်မှာပြတ်သားနေညာပြတ်သားပြီးတော့ဒီရဲ့တိုင်းပြည်ရဲ့ညီညွတ်မှုကိုတိကျောက်မှာဒီလေးခေါ်လို့ရတယ်ဘာဖြစ်လို့ခေါ်လို့မရမှာလဲမယုံခေါ်ကြည့်ခဏတော့ကဝင်ချအဲ့ဒီသူတွေထမင်းချက်ပို့လို့ဒါတွေဒါတွေဖောက်ဖောက်မကောင်းကြီးပဲဒါပေမဲ့မညီဘူးအဲ့ရခိုင်မှာတက်ပြစ်နေကြတယ်ဟာရခိုင်မှာခိုင်ပြစ်နေတယ်ဖေဘောက်မှာမတနိုင်ရတော့ဘုံနဲ့ငါတက်လေနေနဲ့ချလေချနေရလေဒါပေမဲ့ဘာမှမဆက်နိုင်တာလေချိန်ဆမှုမှမရှိဘူး နော်ဘုကြောင့်အောင်ဆန်းခက်ကလို့မိလုံးနဲ့ဆက်တိုက်ရတဲ့ခက်ဆိုရင်ထားပါတော့ဒါပေမဲ့ဒီနေ့ခေတ်မှာဖုန်းလေးတစ်ပေါက်ပေါ့ရယ်ဒီတိုင်းသားအေးကိုအားလုံးကတကယ်တိတိလေးလောက်ကအခုဟာမနေ့ကပြောသူစစ်ရင်းနဲ့နိုင်ငံရေးကိုရော့ရော့တွေးပြီးတော့မတိလို့ရှိရင်နိုင်ငံရေးတိုက်ပွဲလို့ပါလို့သူတို့တို့နိုင်ငံဂူရူကြီးနေလို့စောက်ဖို့ဒီဘာမှမဟုတ်ဘူးကိုချိုးချမ်းနဲ့ကောင်များတယ်ဒါပြောလို့အဲ့တော့ဘာဖြစ်လဲတကယ်တကယ်လှုပ်တဲ့တော်လှန်ရေးကောင်းဆောင်တွေကဒုက္ခရောက်အဲ့တော့အကွဲအပြဲတွေဖြစ်တာဒါပဲအကွဲအပြဲဖြစ်တဲ့ကြီးတွေကအဲ့ဒီစောက်ဖို့ဒီကောင်တွေကိုချိုးချမ်းနဲ့ကောင်တွေပါနေတဲ့အတွက်တကယ်တော်လှန်ရေးတမားတွေကြားထဲမှာအကွဲအပြဲဖြစ်တာ စီစဉ်လေးအကွဲပြတ်ဖြစ်တဲ့ရေချက်ကအဲ့ဒါပဲအဲ့တော့အဲ့ဒီအတွက်စွန်းစံစေတဲ့အတွက်ကြီးတွေကိုပြက်ပြက်တတ်တတ်ပေါ်ထုတ်ပါဒေါ်နိုင်ဘက်အချမ်းကရှိတဲ့အရာအားလုံးတွေဒေါ်နိုင်စိတ်ကမွေးနိုင်မှာလို့ကိုကျိုးရှာမဲ့သူကပေါက်စက်ကောင်စီနဲ့တော်စီစဉ်လေးမင်းတို့ကိုကျိုးမချမ်းတော့မပြောဘူးတွားအခု BG ရဲ့ချစ်သူစက်ကောင်စီရဲ့ပေါက်ပေါက်ပေါက်ဒါတို့ရွေးချယ်မှုချင်းချင်းလေးအဲ့လိုယောက်ျားပြီးသားကြပါအပြည်သူဘက်ကလိုလိုဘာလိုလိုဟိုလိုလိုဒီလိုလိုထီလိုလိုမို့လိုလိုလုပ်ပြီးတော့နော်စစ်ကိုစစ်နဲ့တူအောင်မတိုက်ရစစ်ပွဲကိုလှုပ်ဆန်းကစားဂျာရီကနော်အခုဆိုဖေဖော်ဘက်မှာကြီးရဆယ်ရလောက်ကောင်စစ်ဖေးဆောင်ပြေးသွားနှက်ပြကောင်တော့နော်အဲ့လိုမျိုးစစ်ဖေးဆောင်တနင်္ဂနွေလုံးဖြစ်နေတာအဲ့တော့ ဒီသူကစစ်သေးရှောင်းလာတာတတက်လုံးရှောင်းလာကြတာသူတို့ခံနိုင်တယ်ဒါပေမဲ့စစ်ဖို့စစ်နဲ့တူအောင်ပိုက်သူတို့ကျင်းတော့ဒီလိုက်ဝင်းပြပြလိုက်နောက်ထပ်ပြန်လာနေလိုက်ဘာမှလုံးဝဆောင်းမပြေးရဲ့အဲ့ဂျာထဲမှာတော့ဒီလက်ကကင်ထားတယ်မှာလည်းတော်နိုင်စီကဆောက်မတီးတဲ့အကောင်ကြီးကပြည်သူကိုပြန်ပြီးဒုက္ခပေးနေနေရရှိတယ်အများကြီးဒါတွေကကျွန်တော်တိုင်းပြည်ကိုစစ်ကစ်စရာကြီးနော်အခုဆိုရင်အပွဲပွဲအပြည့်ပြည့်ရန်သူကထိုင်ကြည့်နေအောင်လေ ဒါရီကမဖြစ်တဲ့ကိစ္စတွေဒါကြောင့်မို့ကျွန်တော်တို့ခေါင်းဆောင်တွေကြီးတွေကိုမှားချင်တာကတော့မေတ္တာရက်ခံချင်တာပေါ့နော်မှားချင်တယ်ဆိုရင်ဒါပုံစကားသုံးလုံးအဆင်ပြေဘူးကျွန်တော်တို့ပြည်သူအနေနဲ့မေတ္တာရက်ခံချင်တာတော့ခေါင်းဆောင်တွေစုစည်းပေးကြပါညီညွတ်ပေးကြပါပြည်သူတွေအနောက်ကအပြည့်အဝရှိပါတယ်ကျွန်တော်တို့ပြည်သူကဒီတစ်ချိန်ပွဲမှာအသေးစားတိုက်မဲ့ပြည်သူတွေပါအဲ့တော့အရှိရာရှိတဲ့ခေါင်းဆောင်တွေအားလုံးလူစိတ်မွေးပြီးတော့ဒီတိုင်းပြည်အနာဂတ်အတွက်နော်စုစည်းညီညွတ်နိုင်အောင်ဝိုင်းလုပ်ပေးကြပါလို့မေတ္တာရက်ခံပါတယ် အောက်ခြေလက်နက်ကင်အဖွဲ့တွေကိုလည်းမြေတားရက်ခံနေတာဒီလိုမျိုးအချင်းချင်းခိုက်ရံဖြစ်ပွားမှုတွေဟာရှောင်ရှားတဲ့တဲ့အရာတွေပါဒီချိန်မှာကိုယ်ဘက်သားချင်းချင်းဘာအကြောင်းတွေမှာတနပ်ပြောင်းလှည့်เสียအကြောင်းမရှိပါဘူးတနပ်ပြောင်းလှည့်ပြီးတဲ့ဒါဟာတော်လန်ရုပ်ပေါ်တစ္ဆာထောက်တဲ့လက်နက်ကင်အောက်ဒန်းစားရဲ့လုပ်ရပါဒါလေးကိုအလုံးကျင့်ဝင်လေးကိုနားလည်ကြပါစေလို့ဆုံးပါတယ်